ဟယ်လိုမင်္ဂလာပါတာရတမလို့ရေတီချေရူအခန်းလေးရောက်လာပါပြီเนาะအခန်းလေးအပိုင်းကိန်းသင်္ကန်းစာ1ဖြစ်ပါတယ်เนาะအခန်းလေးအပိုင်းကိန်းသင်္ကန်းစာ1အော် sorry ပါတီချေကူမပုံမပြရတာเนาะပြန်ပြောပါမယ်တီချေရူသင်လာတာအခန်းလေးအပိုင်းကိန်းသင်္ကန်းစာ1ကိုရောက်လာပါပြီရှင်အဲ့တော့ဒီသင်္ကန်းစာမှာတီချေရူကတာရတမလို့ကိုအပိုင်းကိန်းဆိုတာဘာလဲဆိုတာ ਨੇ မိတ် ဆက်ပေးပါမယ်เนาะဟုတ်ပြီအဲ့တော့ဒီချေတို့လောလောဆယ်မင်းတို့ရဲ့တင်ချတက်တဲ့ဆောင်မှာခေါင်းစဉ်လေးမတ်တက်သေးဘူးဘာဖြစ်လို့လဲကြောဒီတင်ငန်းစာဟာဒီချေတို့အာဖတ်ဆောင်ထင်မှာပဲလောက်ရမှာလေးများတယ်เนาะအဲ့ဒါကြောင့်မလို့ပါရှင့် okay အဆိုလို့ရှင်ဒီချေတို့ပထမဦးဆုံးဒီနေလုံးပုံလေးကိုသွားကြရအောင်တအားသမတို့ရေနမကကြီးကိုကြည့်ရအောင်ပုံထဲမှာပါတွေ့ရတယ်လေဟုတ်တယ်ဒါလေးကပါလေးလဲ biscuit mug လေးပါ okay အဲ့ဒီ biscuit mug ကလေးကိုဒီချေဘာလုံးလိုက်တာလဲပြောကြည့်ပါအောင် เขาเจจะว่าสีวัวไหลจานจะววัวไหลเจตัวใบใบไหนเจโอเคจะววัวไหลจานนนนั่นหมายความว่าจีบังดารียาบาลยเนี่ย ပေါင်မော့ okay အဲ့ဒီပေါင်မော့လေးကိုတားရတမလို့တားရတမလို့ ਨੇ တီချဲ ਨੇ တယောက်တဝက်စီစားကြမယ်အဲ့ဒါဆိုရင်အဲ့ဒီပေါင်မော့လေးကိုတီချဲတို့ဘာလို့ရမှာလဲတဝက်ဝက်ကြမယ်နော်ဟုတ်ပြီနော်အဲ့ဒီလိုတဝက်ဝက်တဲ့အခါမှာတယောက်ကကြည်ရတယောက်ကသေးရဆိုအဆင်ပြေပါမလားမပြေဘူးနော်အဲ့တော့တီချဲတို့ကညီတူမြတူညီညီမျှမျှလေးတယောက်တဝက်စီဝက်ပြီးတော့မှစားကြမယ်လေနော် okay ပြီးသားပြီဆိုလို့ရှင်နော်နာတီချဲတို့နံပါတ်1အဲ့တော့တီချဲမှာစကူလေးတွေရှိပါတယ်ဒီမှာပုံမှန်ပြထားတဲ့အတိုင်း ဒီကျမှာဘာလေးရှိလဲဆိုရင် ။ဒေါမန်စတူကန်လေးရှိတယ်။ပြီးတော့ဒီချက်မှာစတူယန်လေးရှိတယ်။ပြီးတော့ဒီချက်မှာအာအဝိုင်းလေးတွေလည်းရှိပါတယ်ရှင်။ဟုတ်ပြီနော်။အဲ့ဒါလေးတွေကိုဒီချယ်ရိုးတွေကတဝက်ရအောင်အမျိုးမျိုးခောက်ကြပါမယ်။ခောက်လို့ပြီးပြီဆိုလို့ရှိရင်အဲ့ဒီအပိုင်းလေးတွေကိုတစ်ခုနဲ့တစ်ခုထက်ကြည့်ပြီးတော့စစ်ဆေးပါမယ်။အဲ့ဒါကိုတအားတို့သမလို့နဲ့ဒီချယ်နဲ့အတူတူလုပ်မှဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့တွေကဒီချယ်ကိုဘာလို့ပြရမလဲဆိုရင်စတူယန်စာရွက်ကလေး၃ခုလောက်ထားပေးပါရှင်။စတူယန်စာရွက်ကလေး၃ခုပါဒီချယ်ဗီဒီယိုလေး ေးကိုရက်ပြီးတော့စတူရန်စာရွက်ကလေး3ခုလုတ်ပေးပါ။ Okay ရက်လိုက်ပါအောင်ရှင်။ဒီချက်မှာတော့3ခုရှိပါတယ်။ဒီချက်အစိုးရတဲ့ကပြင်ဆင်ထားတာပါရှင်။ဟုတ်ပြီနော်။စတူရန်စာရွက်ကလေး3ခုပြင်ဆင်ထားပေးပါ။ဒီချက်ဗီဒီယိုလို့ရက်လိုက်ပါအောင်ရှင်။ ရသွားပြီဆိုလို့ရှိရင်ဒီကျဲတို့ကပုံမှန်ပြထားတဲ့အတိုင်းတစ်ခုချင်းစီခောက်ကြည့်မယ်ခောက်ပြီးွားလို့ရှိရင်ဖြတ်ကြည့်မယ်ဖြတ်ပြီးွားလို့ရှိရင်အဲ့လိုဖြတ်လို့ရတဲ့အပိုင်းလေးတွေကိုတစ်ခုနဲ့တစ်ခုပါလို့ကြည့်ရမယ်ဆိုရင်ဒီကျဲတို့ကထက်ကြည့်ပြီးတော့စစ်ဆေးကြည့်ပါမယ်အဲ့တော့ပထမဦးဆုံးတစ်ခုဒီကျဲတို့ယူလိုက်ပါမယ်ယူပြီးွားပြီဆိုလို့ရှိရင်ဒီပုံစံအတိုင်းပထမဦးဆုံးပုံစံအတိုင်းဒီကျဲတို့ရေပါလို့ကြည့်မယ်ခောက်ကြည့်ပါမယ်ရှင်အဲ့ဒီဒီကျဲဒီဘက်အနောက်ဘက်ခောက်လိုက်မယ်နော်ဟုတ်ပြီနော်အဲ့တော့ခောက်လိုက်ပါမယ် အလဲကောင်ကနေခောက်လိုက်ပါမယ်။ဒါတို့တမလို့လည်းတီချာနဲ့တူတူလိုက်လုပ်ပေးပါ။ခောက်လို့ပြီးသားပြီဆိုလို့ရှိရင်တီချာတို့ဘာလုပ်ကြမလဲဆိုလို့ရှိရင်ဖြက်လိုက်ပါမယ်။ကကြီးလေးနဲ့ဖြက်လိုက်ပါ။ဟမ် ဟုတ်ပြီရှင်ဖြတ်လို့ပြီးသားပြီဆိုရင်ခုနကစာရွက်ကလေးစတူရန်စာရွက်ကလေးကဒီချက်တို့ဘယ်နှခုဖြစ်သွားလဲဆိုရင်နှစ်ခုဖြစ်သွားပါတယ်အဲ့ဒီနှစ်ခုဒီချက်တို့ကတစ်ခုနဲ့တစ်ခုဘာလို့ကြည့်မလဲဆိုရင်ထက်ကြည့်လိုက်ပါရှင်တစ်ခုနဲ့တစ်ခုတူရဲ့လားထက်ကြည့်လိုက်ပါထက်ကြည့်လိုက်ပါတူရဲ့လား နော်တူပါရယ်နော် okay အားဆိုလို့ရှင်ဒီချေတို့ကအခုအဲ့ဒီလိုမျိုးလုံလိုက်တာလေးကဗာလေးလက်ဆိုတော့ပြင်ပြောပြမယ်နော်ဟုတ်ပြီနော်ပြီးသားရင်နောက်ထပ်တစ်ခုတို့ရေလောက်ကြမယ်ဟိနောက်ထပ်တစ်ခုကဒီပုံစံလေးပါရှင့်အဲ့တော့ဒီစာရွက်ကလေးကိုဒီချေတို့ကဒီလိုမျိုးလေးခေါင်လိုက်ပါမယ်ဟုတ်ပြီနော်ခေါပြီးွားရင်ဘာလုပ်မလဲခုနကလိုပဲဖြတ်ပါမယ်ကကြီးလေးနဲ့ဖြတ်ပါမယ် yes ဖြတ်လွတ်ပြီးသားပြီဆိုရင်နှစ်ခုရလာပါပြီအဲ့ဒီနှစ်ခုကိုတစ်ခုနဲ့တစ်ခု teacher တို့ဘာလို့ကြည့်ရမလဲအတူတူထားကြည့်ရပါမယ်เนาะအဲ့ဒီလိုမျိုးအတူတူထားလိုက်တဲ့အခါမှာလဲ teacher တို့ကဘာကိုတွေ့ရလဲအတူတူဖြစ်နေတာတစ်ချက်တည်းဖြစ်နေတာကိုတွေ့ရပါတယ်ခေနောက်တစ်ခုပါရှင်နောက်တစ်ခုနောက်တစ်ခုကိုကျတော့ teacher တို့ကဒီလိုပုံစံအတိုင်းလေးစမှုစာပုံစံမျိုးလေးခောင်းလိုက်မယ်ခောင်းလိုက်ပါအောင်ရှင့်ညီနေအောင်ခောင်းเนาะ โอเคခောက်ပြီးတပြီဆိုလို့ရှင်အဲ့ဒါလေးကိုနှစ်ပိုင်းရအောင်ဖြတ်ပါမယ်ဘယ်နှစ်ပိုင်းရအောင်ဖြတ်မှာလဲနှစ်ပိုင်းရအောင်ညီညီကလေးဖြတ်ပြပါရှင့် ဟုတ်ပြီနော်အဲ့တော့တီချာတို့ဖြတ်လိုက်တဲ့အခါမှာအပိုင်းဘယ်နှပိုင်းရလာလဲနှစ်ပိုင်းအဲ့ဒီနှစ်ပိုင်းကိုတီချာတို့ထက်ကြည့်ပါထက်ကြည့်ပါအတူတူဖြစ်သွားလို့လှည့်ပြီးတော့ထက်ကြည့်ပါရှင်လှည့်ပြီးတော့ထက်ကြည့်ပါရှင်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်တီချာတို့ကဘာတွေတွေ့ရပါတလဲအခုလိုမျိုးပိုင်းထားတဲ့အပိုင်းကလေးတွေကိုတီချာတို့ဘာလုပ်ခဲ့ရလဲအာဖြတ်ခဲ့တယ်ခောက်တယ်ဖြတ်တယ် ထက်တယ်ပြန်ပြောမယ်နော်ခုနကလှုပ်ထားတဲ့ဆာရွက်ကလေးတွေကိုတူချေတို့ခောက်တယ်ဖြတ်တယ်ဒါလို့လည်းထက်ပါတယ်ရှင်ဟုတ်ပြီနော်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဒီကျေတို့ရလာတဲ့အပိုင်းလေးနှစ်ပိုင်းကဘာစီဖြစ်သွားရင်လဲဆိုရင်တဝက်စီ ဖြစ်သွားပါပြီရှင်အခုတို့တွေဖြတ်လိုက်တာကမူလကရှိတဲ့တခုကလေးကိုဒီကျေတို့ကဘယ်လိုဖြတ်လိုက်တာလဲတဝက်စီဖြတ်လိုက်တာပါဘယ်လိုစီဖြတ်လိုက်တာလဲ တဝက်စီဖြတ်လိုက်တာပါအဲ့တော့တဝက်စီဖြတ်လိုက်လို့ရှင်အပိုင်းဘယ်နှပိုင်းရလာလဲနှစ်ပိုင်းငကိုမူလကတစ်ခုကိုတယောက်တဝက်စီယူမယ်ဆိုတော့ပိုင်းဖြတ်လိုက်တယ် နော်နှစ်ပိုင်းအဲ့ဒီအပိုင်းနှစ်ပိုင်းကဘာဖြစ်နေရမှာလဲတူနေရပါမယ်အဲ့ဒီလိုတူမှသာဒီချေရုကတဝက်စီလို့ပြောလို့ရပါတယ်နော်โอเคပြီးသွားပြီဆိုလို့ရှိရင်နော်ဒီချေရုနောက်ထပ်တစ်ခုတောင်မန်စတုကန်ပုံလေးပေါ်ရှင်အဲ့ဒီတောင်မန်စတုကန်ပုံလေးကိုဒီချေကို၃ခုလောက်ထားပေးပါခုနကလိုပဲဒီချေဗီဒီယိုလေးကိုရက်ပြီးတော့တောင်မန်စတုကန်စာရွက်အပိုင်းလေး၃ခုလောက်ပေးပါရှင် လောက်လို့ပြီးသားပြီလို့ထင်ပါတယ်အားဆိုရင်ဒီမှာပြီးသားတဲ့အတိုင်းပထမပုံကလေးအတိုင်းဒီချေတို့တစ်ခုကိုလုပ်ကြည့်ကြမယ်အဲ့တော့ဒီတစ်ခုကိုဒီချေတို့ကစာအုပ်ကလေးပုံစံမျိုးလေးအလဲကနေခောက်လိုက်ပါမယ်ခောက်ပြီးွားရင်အဲ့ဒါအရာလေးအတိုင်းတို့တွေဘာလို့ကြည့်မလဲဖြတ်ကြည့်မယ်အဲ့ဒီအရာလေးတိုင်းတေချာလေးဖြက်ဘယ်နှပိုင်းရလာလဲ နှစ်ပိုင်းရလာတဲ့နှစ်ပိုင်းကိုတီချာတို့ထက်ကြည့်ပါ။ဘာဖြစ်နေတာကိုတွေ့ရပါတယ်။တူနေတာကိုတွေ့ရပါတယ်။ကြည့်နောက်ထပ်တစ်ခုသွားကြမယ်ဟေ။နောက်ထပ်တစ်ခုကဒီလိုပုံစံမျိုးလေးပေါ့နော်။ဒီလိုမျိုးလေးကိုတီချာတို့ကဒီလိုအောက်ကနေပြီးရှေ့ရှေ့လေးပေါ့နော်။အာလုံလိုက်ပါမယ်။ဟုတ်ကဲ့ပြီးတော့ပြီဆိုလို့ရှိရင်เนาะဒီချေတို့ဘာလို့ကြည်ရမလဲခောက်ပြီးွားရင်ဖြတ်ကြည့်ပါမယ်ဟုတ်ကဲ့ဖြတ်ကြည့်ပါမယ် ီညီလေးဖြတ်ပါအဲ့ဒီအရာလေးအတိုင်းဖြတ်လိုက်ပါဟုတ်ကဲ့ဖြတ်လိုက်တဲ့အချိန်မှာတအားတို့တို့ဘယ်နှစ်ပိုင်းရလာပါသလဲနှစ်ပိုင်းအဲ့ဒီနှစ်ပိုင်းကိုတကြွအထက်ကြည့်ပေးပါဘာဖြစ်နေတာကိုတွေ့ရပါသလဲတစ်ထက်တည်းတူနေတာကိုတွေ့ရပါတယ်ပြီးတော့ရဲ့နောက်ထပ်တစ်ခုကိုလုပ်ကြည့်ကြရအောင်နောက်ထပ်တစ်ခုကကြတော့ဘယ်လိုမျိုးလေးလဲအာဒီလိုမျိုးကြားတဲ့ကနေနော်ကျတော့ဒီရနဲ့ဒီရကိုတောင်းဖြတ်မြင်လေးဆွဲချလိုက်နော်ဒီရနဲ့ဒီရတောင်းဖြတ်မြင်လေးဆွဲချပြီးတော့မှဒူတွေ ခောက်ပါမယ်ခောက်တဲ့အခါမှာငကိုတော့ခောက်တာနဲ့တူရဲ့လားမတူပါဘူးเนาะအဲ့တော့ဒီလိုလေးဒီလိုလေးပါဒီကျတော့ဒီဘက်အစွန်လေးနဲ့ဒီဘက်အစွန်လေးကိုခောက်လိုက်ပါမယ်ရှင်ဟုတ်ပြီเนาะ okay အဲ့ဒီလိုမျိုးခောက်လို့ပြီးသွားတဲ့အချိန်မှာဒီကျဲတို့ဘာလို့ကြည့်မလဲဖြက်ကြည့်မယ်ဟဲ့ဖြက်ကြည့်မယ်အဲ့လိုခောက်လိုက်တဲ့အချိန်မှာတအားတမလို့ရေတူနိုင်လားမတူနိုင်လားအရင်ပြောကြည့်စမ်းဟွန်းမတူနိုင်ဘူးလို့ထင်တယ်နော် ဟုတ်ပြီเนาะအားကြောင့်တည်ဦးဒီချက်တို့လဲเนาะအားကြောင့်တို့ညှက်ကြည့်မယ်ဖြတ်ကြည့်မယ် yes ဖြတ်လိုက်တော့ဒီချက်နှစ်ပိုင်းရတာပါပြီအဲ့ဒါနှစ်ပိုင်းကိုဒီချက်တို့ထက်ကြည့်ကြည့်ရအောင်ဟဲ့ဟဲ့ထက်ကြည့်ကြည့်အောင်ဘယ်လိုလေးထပ်မလဲပြောဘယ်လိုလေးထပ်မတော့ဘယ်လိုလေးထပ်မတော့တူလာဟမ်တူလာလုံးကြည့်ပါဦးဒီချက်ကိုထပ်ပေးပါအောင်ရှင် ုတ်ပြီအဲ့တော့တီချာဘယ်လိုထမလားဒီလိုထမလားဒီလိုထမလားမရအောင်နော်အဲ့တော့ဒီလိုပြောင်းမြန်ကလေးထပ်ကြည့်လိုက်ပါရှင်နော်ဒီလိုပုံစံမျိုးလေးကိုဒီလိုလေးထပ်ကြည့်လိုက်လို့ရှင်နှစ်ခုစလုံးကတူနေတာကိုတွေ့ရပါလိမ့်မယ်နော်โอเคအဲ့ဒါဆိုလို့ရှင်ဒီချေရိုးဆက်သွားကြရအောင်ဒိုးတွေအခုလုတ်ခဲ့တာတွေကငကူမူလတစ်ခုကိုဒီချေရိုးဘယ်နှပိုင်းပိုင်းလိုက်တာလဲနှစ်ပိုင်းပိုင်းလိုက်တယ်အဲ့ဒီနှစ်ပိုင်းကဘာဖြစ်နေတယ်လဲတူနေတယ်အဲ့ဒီဟာကိုဒိုးတွေကတွားနေရနော်ပြီးတော့မှဒီချေကအတိတ်ပဲ တ်မှတ်ပေးပါမယ်။ကဲပြီးသွားပြီဆိုရင်တော့ထုံတန်အတိုင်းဆက်ဝိုင်းကလေးပေါ့နော်ဆက်ဝိုင်းလေးအဝိုင်းလေးအဲ့ဒီအဝိုင်းလေးကိုတော့ဒီချက်ကိုဘယ်နှခုလုတ်ပေးရမလဲဆိုရင်နှစ်ခုလုတ်ပေးပါရှင့်။အဝိုင်းလေးနှစ်ခုဒီချက်ဗီဒီယိုလေးရက်ပြီးတော့လုတ်ပေးပါအောင်နော်။ Okay လုတ်လိုက်ပါအောင်ရှင့်။ Okay ရက်လွတ်ပြီးသားပြီလွတ်လွတ်ပြီးသားပြီဆိုရင်เนาะဒီပုံမှာပြထားတဲ့အတိုင်းဒီချေတို့ဒီဇဝိုင်းလေးကိုတို့တွေအလဲကနေအပေါ်ကိုခောက်ကြည့်ကြရအောင် ခောက်ကြည့်ကြည့်ရအောင်ခောက်ပြီးွားပြီဆိုရင်အဲ့ဒီအရာလေးအတိုင်းဒီချေတို့ဘာလို့ကြည့်ကြမလဲဖြတ်မယ် yes ပြန်လိုက်တဲ့အခါမှာတီချယ်တို့အပိုင်းဘယ်နှပိုင်းရလာပါပြီလဲနှစ်ပိုင်းအဲ့ဒီနှစ်ပိုင်းကိုတီချယ်တို့ထပ်ကြည့်ပါဘာဖြစ်နေတာကိုတွေ့ရပါတယ်လဲအတူတူဖြစ်နေတာကိုတွေ့ရပါတယ်ရှင် โอเคနောက်ထပ်တစ်ခုလုပ်ကြည့်ကြရအောင်เนาะနောက်ထပ်တစ်ခုကတော့သူကဒီဇိုင်းလေးရှင်ဒီဇိုင်းလေးเนาะဒီချေတို့ဒီဇိုင်းလေးဒါလို့ဒီဇိုင်းလေးအာခောက်လိုက်မယ်ကွန်ပျူတာရဲ့အဲ့ဒီအရာလေးအတိုင်းကိုဘာလို့မလဲညှက်လိုက်မယ်ဖြတ်လိုက်မယ်ပေါ့နော် ဟုတ်ပြီဖြတ်လို့ဒီချက်တို့နှစ်ပိုင်းရသွားပါပြီအဲ့ဒီနှစ်ပိုင်းကိုတို့တွေဘာလို့ကြည့်ကြမလဲအာထက်ကြည့်ကြပါမယ်ရှင်ထက်ကြည့်ကြပါမယ်အတူတူဖြစ်နေတာကိုတွေ့ရပါမယ်ကဲအဲ့ဒါဆိုလို့ရှိရင်တအားတို့တမလို့ရေဒီချက်တို့အခုလုတ်ခဲ့တဲ့လုပ်ငန်းလေးမှာငကူမူလတစ်ခုကိုဒီချက်တို့ကဘာလုတ်ခဲ့တာလဲဆိုလို့ရှိရင်နှစ်ပိုင်းဖြစ်အောင်လုပ်လိုက်တာပါအဲ့ဒီနှစ်ပိုင်းကတူနေပါတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ဒီချက်တို့ကတဝက်ဝက်တယ်လို့ခေါ်ပါတယ်ဘာလို့ခေါ်တယ်လဲတဝက်ဝက်တယ်ဒီချက်မှာ biscuit mode တစ်ခု ရှိပါတယ်ဒါတို့သမလို့နဲ့ဒီချက်နဲ့တယောက်တစ်ဝက်စီစားကြမယ်ဆိုရင်ဒီဟာလေးကိုဒီချက်ကနှစ်ပိုင်းပိုင်းလိုက်မယ်ညီတူမျှတူနှစ်ပိုင်းတိုင်းပုံမှာတယောက်တစ်ခုစီယူကြမယ်အဲ့ဒါကိုအဲ့ဒါကြောင့်ဒီလိုမျိုးညီတူမျှတူနှစ်ပိုင်းကလေးဖြစ်အောင် လုပ်တာကိုတဝက်ဝက်တယ်လို့ခေါ်ပါတယ်ဘာလို့ခေါ်တယ်လဲတဝက်ဝက်တယ်အဲ့တော့တဝက်ဝက်ခြင်းဆိုတာကငကူမူလတစ်ခုကိုညီတူမျှတူအပိုင်းနှစ်ပိုင်းဖြစ်သွားအောင်လုပ်လိုက်တာပါနော်ဟုတ်ပြီမညီမျှဘူးအတခုကကြီးမယ်တခုကသေးမယ်ဆိုအဲ့ဒါတဝက် က်လားနိုးမဟုတ်ပါဘူးเนาะအဲ့တော့တဝက်လောက်ဖို့အတွက်ဆိုရင်ငကုံမူနာတစ်ခုကိုဒီချယ်တို့ကညီတူမြတူအပိုင်းကလေးဘယ်နှပိုင်းဖြစ်အောင်လုပ်တာလဲနှစ်ပိုင်းအဲ့ဒီနှစ်ပိုင်းကဘာဖြစ်နေရမလဲတူနေရပါမယ်မတူဘူးဆိုရင်တဝက်မဟုတ်ပါဘူးကဲအာဆိုလို့ရှိရင်တအားတို့တမလို့ကတဝက်ဝက်ချင်းဆိုတဲ့သဘောတရားလေးကိုသိသွားပါပြီလား ဟုတ်ကဲ့တည်တောင်းပါပြီဆိုလို့ရှိရင်လာနံပါတ်1သွားကြရအောင်ဟိဒေါမန်စတုကန်ပုံဒေါမန်စတုကန်အရှိပုံ19ကိုတဝက်ရအောင် အောက်ပါအတိုင်းခောက်ကြညီဟုတ်ပြီပထမဦးဆုံးဒီချက်မှာဒေါမန်စတုကန်အရှိပုံကြီးဘယ်နှခုရှိတယ်လဲအဲတစ်ခုရှိပါတယ်ရှင်အဲ့ဒါကိုဒီချက်တို့ကတဝက်ရအောင် ခောက်ပါမယ်โอเคအဲဆိုရင်ဒီချက်မှာဒေါမန်စတုကန်ပုံဒီမှာပါရှင်အရှိဘောเนาะဒါကတော့တော်တော်လေးလို့ မင်းတို့မျက်လုံးထဲမှာတာမင်းတို့မျက်လုံးထဲမှာတက်ရှိလို့သဘောထားနော်ဟုတ်ပြီအဲ့ဒါလေးကိုတီချေကတဝက်ရအောင်ခောက်ပါမယ်ရှင်တဝက်ခောက်ဖို့အတွက်ဆိုရင်ညီတူမြတူဖြစ်ရပါမယ်အဲ့ဒါကြောင့်ဒီဘက်အစွန်နဲ့ဒီဘက်အစွန်နဲ့ကိုတီချေတို့ထိပြီးတော့ဘာလို့လိုက်လို့ရတယ်လဲ yes ခောက်လိုက်လို့ရပါတယ်ရှင်အဲ့ဒါဆိုရင်ခောက်ပြီးွားလို့ဘာလို့ကြည့်ရမှာလဲအမ်ညက်ကြည့်ရပါမယ်တန်တန်တီချေညံလိုက်ပါမယ်ရှင် ဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီချေတို့တဝက်ရအောင်ခောက်ပြီးလို့ဒီချေဘာလို့ပြီးသွားပါပြီလဲညှက်ပြီးသွားပါပြီအဲဆိုရင်တဝက်ရသွားပြီလားရသွားပါပြီအဲဆိုရင်တအားသမလို့ကတဝက်ကိုတအားသမလို့ယူတဝက်ကိုဒီချေယူလိုက်မယ်နော်ဟုတ်ပြီနော်အဲ့တော့တခုကိုဒီချေတို့ကတဝက်ပိုင်းလိုက်တယ်ဟုတ်ပြီလား okay ကဲအားဆိုလို့ရှင်အဲ့ဒီလိုမျိုးတစ်ခုကိုတူညီတဲ့အပိုင်းနှစ်ပိုင်းရအောင်ပိုင်းတဲ့အခါမှာ အဲ့ဒီလိုပိုင်းတဲ့အခါမှာခဏလေးပါတော့ဒီချက် line လေးအရန်ထင်နေလို့ တ်ပါပြီအဲဆိုလို့ရှိရင်တီချယ်တို့မှာငကိုရှိတာကတခုအဲ့ဒီတခုကိုတီချယ်တို့ကတူညီတဲ့အပိုင်းညီညပိုင်းလေးနှစ်ပိုင်းပိုင်းလိုက်ပါတယ်အဲ့ဒီနှစ်ပိုင်းနဲ့ကတပိုင်းကိုနှစ်ပိုင်းတည်းကတပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ပိုင်းတပိုင်းလို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒါတို့သမလို့ကနှစ်ပိုင်းတပိုင်းတခုယူဒီချယ်ကနှစ်ပိုင်းတပိုင်းတခုယူမယ်ပြန်ပြောပါမယ်ပြန်ပြောပါမယ်ငကိုမူလားကတခုအဲ့ဒီတခုကိုတီချယ်တို့ကအပိုင်းဘယ်နှပိုင်းပိုင်းလိုက်လဲ နှစ်ပိုင်းအဲ့ဒီနှစ်ပိုင်းနဲ့ကတစ်ပိုင်းကိုဘာလို့ခေါ်တယ်လဲနှစ်ပိုင်းတစ်ပိုင်းနှစ်ပိုင်းသေးကတစ်ပိုင်းမို့လို့နှစ်ပိုင်းတစ်ပိုင်းအဲ့တော့သူ့ကိုလည်းနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်မယ်သူ့ကိုလည်းနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်မယ်ရမလားအဲ့ဒီလိုမျိုးနှစ်ပိုင်းတစ်ပိုင်းဆိုတာကဒါတို့သမလို့ရင်ခုနကပြောခဲ့တဲ့အတိုင်း တဝက်ကိုပြောတာပေါ့တဝက်ဆိုတာကတစ်ခုကိုနှစ်ပိုင်းပိုင်းလိုက်တယ်ညီညာပိုင်းလေးနှစ်ပိုင်းပိုင်းတာကိုတဝက်ဝက်တယ်လို့ခေါ်ပါတယ်အဲ့ဒီလိုမျိုးညီညာအပိုင်းလေးနှစ်ပိုင်းပိုင်းနဲ့တဲကတစ်ပိုင်းကိုဘာလို့ခေါ်တယ်လဲ နှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်ရှင်ဟုတ်ပြီเนาะအဲဆိုရင်တစ်ခုမှာနှစ်ပိုင်းတစ်ပိုင်းဘယ်နှခုပါမလဲဘယ်နှခါပါမလဲနှစ်ခုသူတို့ပြန်ပေါင်းလိုက်ရင်တစ်ခုပြန်ရပါတာပေါ့เนาะဟုတ်ပါပြီပြန်ပြောမယ်เนาะတစ်ခုကိုညီများအပိုင်းနှစ်ပိုင်းရအောင်ပိုင်းပြီးတော့အဲ့ဒီတဲကတစ်ပိုင်းကိုနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်စာနဲ့ရေးချင်ရင်ဒီလိုပုံစံမျိုးရေးရပါတယ်ရှင် ဟုတ်ပြီနော်အဲ့ဒီလိုပုံစံမျိုးရေးတဲ့အခါမှာအဆင့်1တီချယ်တို့ကအာအဲ့ဒီလိုမျိုးရေးတဲ့အခါမှာတီချယ်တို့အချက်3ချက်နဲ့ရေးရပါတယ်ရှင့်ဘယ်နှချက်နဲ့ရေးရလဲ3ချက်အဲ့တော့ပထမဦးဆုံးဘသူ့ကိုအရင်ရေးမလဲဆိုအလဲကောင်းကမြင်းလေးကိုအပိုင်းကိမြင်းလေးကိုအရင်ရေးရပါမယ်ပြီးတော့လို့ရှင့်ဒိုးတွေပိုင်းလိုက်တာကနှစ်ပိုင်းဆိုတော့ ပိုင်းလိုက်တဲ့အပိုင်းနှစ်ပိုင်းကိုအောက်မှာရေးမယ်အဲ့ဒီထဲကမှမတို့တွေရတာက divine အဲ့တော့ divine ကိုအပေါ်မှာရေးပါမယ် okay တအားတို့သမလို့ကတီချင်နဲ့အတူတူအခုလိုမျိုးနှစ်ပိုင်း divine ကိုရေးတာကိုလေ့ကျင့်ကြရအောင်ဟိဒီဖက်စာအုပ်ရဲ့အောက်မှာတို့တွေရေးပါမယ်အဲ့တော့ okay လာရေးကြည့်ကြရအောင်ပါအလဲကောင်ကမြင်းကိုအရင်ဆွဲ1နဲ့တော့နောက်တစ်ခေါက်ထပ်ရေးမယ်1နဲ့တော့ရေးမယ်1နဲ့ တော့နောက်တစ်ခေါက်ပါဒီနေတော့ဟုတ်ပြီအားဆိုလို့ရှင်နှစ်ပိုင်းတစ်ပိုင်းကိုဘယ်လိုရေးရလဲဆိုတာကိုတည်တောင်းပါပြီလား yes တည်တောင်းပါပြီเนาะ okay အဲ့ဒီတော့ညီမပိုင်းလေးနှစ်ပိုင်းရအောင်ပိုင်းပြီးတော့အဲ့ဒီတဲကရလာတဲ့တစ်ပိုင်းကိုဘာလို့ခေါ်တယ်လဲနှစ်ပိုင်းတစ်ပိုင်းဟုတ်ပါပြီအဲ့တော့နှစ်ပိုင်းတစ်ပိုင်းရဲ့အတိတ်ပဲလေးကအပေါ်အောက်မှာရှိတဲ့နှစ်ကပိုင်းကြီးလို့ခေါ်ပါတယ်သူ့ရဲ့နာမည်က သူ့နေရာရဲ့နာမည်ကပိုင်းကြီးလို့ခေါ်ပါတယ်။အပေါ်ကတစ်ကလေးကကြတော့သူ့နေရာရဲ့နာမည်ကပိုင်းဝေဖြစ်ပါတယ်ရှင်။ပြန်ပြောမယ်။အောက်ကနေရာနှစ်ကလေးရဲ့နေရာကဒီအပိုင်းကင်းမြင်းလေးရဲ့အောက်မှာရှိတဲ့နေရာလေးရဲ့နာမည်ကပိုင်းကြီးလို့ခေါ်ပြီးတော့အပေါ်မှာရှိတဲ့နေရာလေးရဲ့နာမည်ကပိုင်းဝေလို့ခေါ်ပါတယ်ရှင်။အဲ့တော့ဒီပိုင်းကြီးရဲ့အတိတ်ပဲလေးကပိုင်းကြီးရဲ့နေရာမှာနှစ်ရှိတယ်ဆိုတဲ့သဘောကဒိုးရီခုနာကပိုင်းလိုက်တဲ့ တစ်ခုတစ်ခုเนาะအပြည့်တစ်ခုကိုပိုင်းလိုက်တာကနှစ်ပိုင်းနှစ်ပိုင်းရတယ်ဆိုတဲ့သဘောကိုပြောတာပါအပိုင်းအလုံးနှစ်ပိုင်းရှိတယ်ဆိုတာကိုပြောတာပါအဲ့ဒီတဲ့ကမှမှာတို့တွေ တပိုင်းလေးเนาะဒီအပိုင်းလေးတပိုင်းကိုယူတယ်တီချေယူလိုက်တာကတပိုင်းမင်းတို့ယူလိုက်တာကတပိုင်းအဲ့တော့တီချေရလာတာကဒီနှစ်ပိုင်းလေးကမှတပိုင်းနဲ့ရတယ်เนาะအဲ့ဒါကြောင့်တီချေရလာကအဲ့ဒါတပိုင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်မှာတက်လို့ရေးပါတယ်ရှင်ဟုတ်ပြီလားအဲ့ဒီတော့နှစ်ပိုင်းတပိုင်းရဲ့အဓိပ္ပာယ်လေးကိုသိသွားပြီเนาะနှစ်ပိုင်းတပိုင်းဘယ်လိုရေးရလဲဆိုတာသိသွားပြီသူ့ရဲ့နေရာလေးတွေသူ့ရဲ့အဓိပ္ပာယ်လေးတွေကိုလည်းတို့တွေသိသွားပါပြီရှင်โอเคအဲ့ဆိုရင်နမတ်ကကြီးဟိအယောင်ခြေထားတဲ့အပိုင်းကနှစ်ပိုင်း င်းတစ်ပိုင်းဖြစ်တဲ့ပုံကိုရွေးပါအဲ့တော့နှစ်ပိုင်းတစ်ပိုင်းဖြစ်သူဖြစ်ဖို့အတွက်ကတစ်ခုကိုညညာအပိုင်းလေးပိုင်ရမယ်ဟုတ်ပြီနော်အဲ့ဒီထဲကမှမှတစ်ပိုင်းကနှစ်ပိုင်းတစ်ပိုင်းဟုတ်ပြီနမကကြီးကိုကြည့်ရအောင်နှစ်ပိုင်းတစ်ပိုင်းဖြစ်သလားအယောင်ချေထားတဲ့အပိုင်းကမဖြစ်ဘူးဘာဖြစ်လို့လဲသူကကြီးနေလို့โอเคနမခခွေးကိုကြည့်ရအောင်ဒီကျဲတို့အယောင်ချေထားတဲ့အပြာယောင်ချေထားတဲ့အပိုင်းလေးကနှစ်ပိုင်းတစ်ပိုင်းဖြစ်သလား yes ဖြစ်တာပေါ့ဘာဖြစ်လို့လဲနှစ်ပိုင်းပိုင်းထားတဲ့ ညီမြပိုင်းနှစ်ပိုင်းပိုင်းထားတဲ့တဲကတစ်ပိုင်းကိုအယောင်ချေထားလို့သူကနှစ်ပိုင်းတစ်ပိုင်းဖြစ်ပါတယ်။နမကငယ်ပုံလေးကိုကြည့်ပြပါအယောင်ချေထားတဲ့အပိုင်းလေးကနှစ်ပိုင်းတစ်ပိုင်းဖြစ်သလား။ ဟုတ်တယ်ဖြစ်ပါတယ်เนาะဟုတ်ပြီဘာကြောင့်လဲဟိုဘက်နဲ့ဒီဘက်နဲ့ကတူနေတဲ့တူနေတဲ့အပိုင်းကြီးများအပိုင်းကလေးနှစ်ပိုင်းနဲ့ကနေပြီးတော့တစ်ပိုင်းကို color ချေထားလို့အဲ့ဒါကြောင့် color ချေထားတဲ့အပိုင်းလေးကိုဘာလို့ခေါ်တယ်လဲနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်ရှင်သူလဲဖြစ်တယ်ဆိုတော့အမှန်ချစ်လိုက်ပုံနမကကြီးသွားရအောင်ဒါတို့သမလို့ရေအယောင်ချေထားတဲ့အပိုင်းလေးကနှစ်ပိုင်းတစ်ပိုင်းဖြစ်သလား no မဖြစ်ဘူးဘာဖြစ်လို့လဲအပြန်ရောင်လေးနဲ့အဖြူရောင်လေးနဲ့ကိုជី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 ပါဘာဖြစ်နေလဲတူလို့လားမတူဘူးမတူရင် နှစ်ပိုင်းတစ်ပိုင်းဖြစ်သလားမဖြစ်ဘူးညီမပိုင်းနှစ်ပိုင်းမဟုတ်တဲ့အတွက်ကြောင့်မလို့နှစ်ပိုင်းတစ်ပိုင်းမဖြစ်ပါဘူးเนาะโอเคပြီးသားပြီဆိုလို့ရှိရင်တော့နံပါတ်5ကိုသွားကြရအောင်ပါနံပါတ်5နံပါတ်5ရဲ့အယောင်ချေထားတဲ့အပိုင်းတွေကနှစ်ပိုင်းတစ်ပိုင်းဖြစ်သလားဖြစ်ပါတယ်ဘာဖြစ်လို့လဲဟိုဘက်နဲ့ဒီဘက်နဲ့တူနေတဲ့တူညီနေတဲ့အပိုင်းနှစ်ပိုင်းတွေကမှမတစ်ပိုင်းကိုအယောင်ချေထားတယ်အဲ့ဒီအယောင်ချေထားတဲ့အပိုင်းတွေကနှစ်ပိုင်းတစ်ပိုင်းဖြစ်ပါတယ်ရှင့်အဲ့တော့အမှန်ကလေးချစ်လိုက်ဖို့ပြီးသွားရင်နံပါတ်စာလုံးမှာရှင့် နမတ်စာလုံးရဲ့အယောင်ခြေထားတဲ့အပိုင်းဒီကနှစ်ပိုင်းတစ်ပိုင်းဖြစ်ရလားမဖြစ်ပါဘူးเนาะဘာဖြစ်လို့လဲအဖြူရောင်လေးကသေးနေတယ်အယောင်ခြေထားတဲ့အပိုင်းဒီကကြီးနေတယ်ညီမြအပိုင်းလေးဟုတ်ရလားမဟုတ်ပါဘူးအဲ့ဒါကြောင့်မဖြစ်ပါဘူးရှင်အဲ့တော့တအားသမတို့ကနှစ်ပိုင်းတစ်ပိုင်းဖြစ်တဲ့ပုံလေးရဲ့အပေါ်မှာဒီချက်ကိုနှစ်ပိုင်းတစ်ပိုင်းလို့ရေးပေးပါနှစ်ပိုင်းတစ်ပိုင်းလို့ရေးပေးပါရှင် ကဲပြီးတော့ပါပြီเนาะပြီးတော့ပြီဆိုရင်เนาะဒီခြေရုနံပါတ်2ကိုသွားလိုက်ကြရအောင်နံပါတ်2ကတစ်ခုရဲ့နှစ်ပိုင်းတစ်ပိုင်းကိုအယောင်ခြေပါဒီခြေရုစီမားတစ်ခုကြီးရှိပါတယ်အဲ့ဒီတစ်ခုကိုဒီခြေရုကအာညီမြအပိုင်းလေးဘယ်နှပိုင်းပိုင်းထားလဲနှစ်ပိုင်းအဲ့ဒီခြေကနေမှတစ်ပိုင်းကိုခါလာခြေပေးရမယ်အဲ့ဒီလိုခြေထားတဲ့အပိုင်းကိုနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်အဲ့တော့မင်းတို့ကြိုက်တာခြေပေးပါရှင့်မင်းတို့ကြိုက်တဲ့အပိုင်းကိုခြေပေးပါဒီခြေကတော့ဒီဘက်အပိုင်းလေးကိုခြေလိုက်ပါမယ်เนาะ ဟုတ်ကဲ့ရှင်အဲ့ဒီအခုတီချဲချဲလိုက်တဲ့အပိုင်းလေးကိုဘာလို့ခေါ်တယ်လဲနှစ်ပိုင်းတပိုင်း okay ပြီးတော့ပြီဆိုနမခောက်ခွေးတော့ကြရအောင်နမခောက်ခွေးကလည်းတစ်ခုကိုသူကဘယ်နှစ်ပိုင်းပိုင်းထားတာလဲနှစ်ပိုင်းနှစ်ပိုင်းတပိုင်းကိုခလာချဲပေးပါဆိုတော့အဲ့ဒီပိုင်းထားတဲ့နှစ်ပိုင်းလေးကတီချဲတို့ဘယ်နှစ်ပိုင်းကိုချဲရမှာလဲတပိုင်းကိုကြိုက်တဲ့အပိုင်းကိုချဲပါ sorry ပါ no ကိုကြိုက်တဲ့အပိုင်းကိုချဲပါ ကိုထည့်လိုက်တဲ့အပိုင်းလေးကိုဘာလို့ခေါ်တယ်လဲနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်ရှင်အဲ့ဒီလိုပဲအဖြူရောင်အပိုင်းလေးကိုလည်းဘာလို့ခေါ်လဲနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီချေတို့ကနှစ်ပိုင်းတစ်ပိုင်းကိုခါလာချေပါဆိုတော့ရောင်ချေထားတဲ့ဘက်ကိုနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ရဲဆိုတာသိသွားပါပြီရှင် โอเคอ่ะဆိုလို့ရှိရင်ဒီချေတို့ဒီနေ့သင်ခန်းစာလေးကိုပြန်ပြောရမယ်ဆိုလို့ရှိရင်ဒါတို့သမလို့ကတဝက်ဆိုတဲ့သဘောတရားကိုသိသွားပါပြီနော်သိသွားပါပြီတဝက်ဆိုတာကတစ်ခုကိုဒီချေတို့ကညီမျှအောင်အပိုင်းဘယ်နှပိုင်းပိုင်းလိုက်တာလဲနှစ်ပိုင်းပိုင်းတာကိုတဝက်လုပ်တယ်လို့ခေါ်ပါတယ်ရှင်ပြီးလဲပြီးသားရောတဝက်ဆိုတာကပိုင်းထားတဲ့အပိုင်းနှစ်ပိုင်းရလဲတူညီမရပါပဲနော်ဟုတ်ပါပြီအဲ့ဒီလိုမျိုးတဝက်ဝက်လိုက်တယ်အဲ့ဒီလိုမျိုးတဝက်ဝက်လိုက်တဲ့အခါမှာအပိုင်းနှစ်ပိုင်းရလာပါတယ်ရလာ တဲ့နှစ်ပိုင်းလေးကတစ်ပိုင်းကိုဘာလို့ခေါ်တယ်လဲဆိုရင်နှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်ရှင်ရလာတဲ့နှစ်ပိုင်းလေးကရရလာတဲ့နှစ်ပိုင်းလေးကတစ်ပိုင်းကိုဘာလို့ခေါ် နှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်ရေးချင်ရင်ဒီလိုပုံစံနဲ့ရေးရပါတယ်အခုလိုမျိုးအပိုင်းကိန်းလေးဒါလေးကိုဒီချေလို့အပိုင်းကိန်းလို့ခေါ်တယ်နော်အခုလိုမျိုးရေးဖို့အတွက်အဆင့်၃ဆင့်ရှိပါတယ်အလဲကောင်ကိုအရင်ရေးအောက်ကဟာကိုနောက်မှရေးအပေါ်ဆုံးကိုနောက်မှရေးပါမယ်ရှင်ဟုတ်ပြီပြီးသွားပြီဆိုရင်နော်သူတို့ရဲ့နေရာလေးတွေကိုပြောကြရအောင်အပိုင်းကိန်းကြီးရဲ့အောက်မှာရှိတဲ့နေရာရဲ့နာမည်ကပိုင်းခြေလို့ခေါ်ပါတယ်အောက်ဘက်မှာရှိတော့အခြေပေါ့နော်ခြေလောက်လိုမျိုးအပေါ်မှာရှိတာရဲ့နေရာလေးရဲ့နာမည်ကပိုင်းဝေလို့ခေါ်ပါတယ် ှင်ဒီအောက်မှာရှိတဲ့နေရာလေးရဲ့အတိတ်ပဲကတို့တွေပိုင်းထားတဲ့အပိုင်းအလုံးနှစ်ပိုင်းရှိတယ်ဆိုတာကိုပြောတာပါဒီနေရာမှာနှစ်ဆိုတော့နှစ်ပိုင်းရှိတယ်ဆိုတာကိုပြောတာပါအပေါ်ကတစ်ဆိုတာကအဲ့ဒီနှစ်ပိုင်းနဲ့ကတစ်ခုကိုပြောတာပါရှင် sorry အဲ့ဒီနှစ်ပိုင်းနဲ့ကတစ်ပိုင်းကိုပြောတာပါအဲ့ဒီနှစ်ပိုင်းနဲ့ကတစ်ပိုင်းကိုနှစ်ပိုင်းတစ်ပိုင်းနှစ်ပိုင်းတစ်ပိုင်းသူ့ကိုလည်းနှစ်ပိုင်းတစ်ပိုင်းသူ့ကိုလည်းနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်ရှင်ဟုတ်ပြီအဲ့တော့ဒါတို့သမလို့ကဒီနေ့ဗီဒီယိုလေးမှာတဝက်ရဲ့အတိတ်ပဲကိုတည်သွားပြီအဲ့ဒီတဝက်ထဲက တစ်ပိုင်းကိုနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ရဲဆိုတာတည်သွားပြီတဝက်ဆိုတာကနှစ်ခုပိုင်းပြီးတော့နှစ်ခုရအောင်အပိုင်းနှစ်ပိုင်းရအောင်ပိုင်းပြီးတော့ညီမျှနေရပါမယ်เนาะကဲပြီးသားပြီဆိုရင်เนาะနှစ်ပိုင်းတစ်ပိုင်းကိုဘယ်လိုရေးလဲဆိုတာလည်းတည်သွားပြီနှစ်ပိုင်းတစ်ပိုင်းကဘာလဲဆိုတာကိုလည်းမင်းတို့တွေနားလည်သွားပြီလို့ထင်ပါတယ်ပြီးသားပြီဆိုရင်เนาะနောက်ဗီဒီယိုဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြားလို့ရှိရင်တီချယ်တို့ကနောက်ထပ်သင်ခန်းစာလေးတွေကိုဆက်သွားကြမယ်เนาะဟုတ်ပါပြီအဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်တတား